ိုင်းနိုင်ငံတွင်လူပေါင်းနှစ်တန်းခန့်ရေးပေးတင်နေကင်စင်အပြေးဝါလောက်ရန်ဘရင်အမိန်ပေးထိုင်းနိုင်ငံတောင်ပိုင်းဒေသကပြည်နယ်၁၀ခုထပ်မင်းထဲမှာရေကြီးရေလျှံဖြစ်ပွားနေပြီးလူပေါင်းတိတိတမ၉တန်းခန့်မှာရေပင်းအန္တရာယ်ကြုံတွေ့နေရတယ်လို့တဘောင်ဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ရောပိုင်းဌာန DTPM ကယမန်နေ့မှာပြောကြားထားပါတယ်ထိုင်းတောင်ပိုင်းကဟရိုင်း၊စူရထာနီ၊ခရာဘီ၊နခွန်စီတမရတ်၊ထရန်၊ဖတ်တလွန်၊စတွန် ဆောင်ခရာပတ်တနီနဲ့နရသည်ဝစားတဲ့ဒေတာမှာရေကြီးရေလျှံမှုဆက်လက်ဖြစ်ပွားနေပြီးခရိုင်62ခုကကျေးရွာပေါင်း4100ကျောင်းမှာရေနှင်းမြုံနေကြောင်းသိရပါတယ်။အဆိုပါကျေးရွာများမှာအိမ်တော်စု8300ခန်းကလူပေါင်း1.3တမ6တမ်းမှာရေဘေးတံခန်းစားနေရပြီးအထုဒေတာတွေမှာရေမျက်နှာပြင်ဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့ DDPM ကဆိုပါတယ်။ နိုဝင်ဘာ19ရက်မှယနေ့ထိတောင်ပိုင်းနဲ့တောင်ပိုင်းအောက်ပိုင်းတွင်မုတ်တုံတွေဖျားနေရဝန်ကြောင့်မိုးသီးထန့်စွာရွာသောကရေလွှမ်းမှုမှုခံရခြင်းဖြစ်ကြောင်းတော်ဝင်ဆယ်မြောင်းဦးစီးဌာနရဲ့ Smart Water Operation Center ကထုတ်ပြန်ထားပါတယ်။ရေလွှမ်းမှုမှုကြောင့်ထိုင်းပြည်သူအများအပြားမှာအိုးမဲအိမ်မဲဖြစ်ကအကြက်တဲဆင်းတို့ရောက်ရှိနေပြီးအကျိုးဒေသတွေမှာရေကျဆင်းနေပေမဲ့လူပေါင်း၄သိန်း၈၀၀၀ကျော်မှအရေးပေါ်ရွှေ့ပြောင်းထားကြောင်း DDPM ကဆိုပါတယ်။ တောင်ပိုင်းရေကြီးရေလျှံမှုတန်းခံရသူများအတွက်ထိုင်းပြည်မင်းများကစိုးရိမ်ပူပန်ကြောင်းပြောကြားပြီးကယ်ဆယ်လုပ်ငန်းများအားအပြည့်အဝလှုပ်ဆောင်ပေးရန်အစိုးရဖွဲ့နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများအားအမိန့်ပေးထားကြောင်းသိရပါသည်အန္တရာယ်ရှိသောဆုံးများမှလူများအုပ်ကဲ့တင်ရန်နှင့်ဘေးကင်းသောနေရာများသို့အ мян ဆုံးပြောင်းရွှေ့ရန်ဖြင့်အစားအစာနှင့်တောက်ရည်အပါအဝင်မရှိမဖြစ်လိုအပ်သောပစ္စည်းများထောက်ပံ့ပေးရန်အတွက်လှေများလိုအပ်ကြောင်းဘုရင်ကအထူးအလေးပေးပြောကြားခဲ့ပါသည်။ လက်ရှိထိုင်းဝင်ကြီးချုပ်အနုတင်ကလည်းရေးပေးတဲ့ပြည်သူများအားအချိန်နဲ့မျှအကူအညီကယ်ဆယ်များပြုလုပ်နေပြီးနောင်နှင်းကြမ်းကြမှုမရှိစေရေးကိုဦးစားဆောင်ရွက်နေတယ်လို့ဂျမန်နီမှသတင်းမီဒီယာများအားပြောကြားထားပါတယ်။